တရားမဝင်စေဝါရောင်းချအသုံးပြုနေတာတွေကိုတရားဥပဒေအရထိထိရောက်ရောက်ရေးယူမယ်လို့မြန်မာနိုင်ငံအစားတောင်းတဲ့စေဝါကိုယ်ကဲမှုဦးစီးဌာနကပြောဆိုလိုက်ပါတယ်ဦးစီးသူဇေယျကပေးပို့ထားတာပါဇွန်လ23ရက်နေ့နေ့လယ်တနင်္လာကရန်ကုန်မြို့စမ်းမစ်ဘက်ဗျူဟိုတယ်မှာစေဝါများတင်းတင်းရောင်းချခြင်းဆိုင်ရာအသိပေးရှင်းလင်းတင်ပြခြင်းနဲ့အသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့ပါတယ်အဲ့ဒီဆွေးနွေးပွဲမှာတရားမဝင်စေဝါရောင်းချအသုံးပြုနေတာတွေကိုတရားဥပဒေအရထိထိရောက်ရေးယူတော့မယ်လို့မြန်မာနိုင်ငံအစားတောင်းတဲ့စေဝါကိုယ်ကဲမှုဦးစီးဌာနညွှန်ကြားမှုကပြောဆိုပါတယ် ဖျားမဝင်စေဝါရောင်းချနေရတဲ့ပတ်သက်ပြီးနှစ်ပေါင်း၁၀နှစ်ကျော်ပညာပေးကာလအဖြစ်ဖျက်ကျော်ခဲ့ပြီးဖြစ်တဲ့အတွက်အခုချိန်မှာတရားဥပဒေအရထိထိရောက်ရောက်ရေးယူဖို့အချိန်ကြာရောက်ပြီလို့လည်း FDA ညွှန်ကြားမှုကပြောဆိုပါတယ်။တရားမဝင်စေမလုပ်ကြနဲ့။ဘာခက်ခဲရှိလဲ။ကျွန်တော်ဖြည့်ရှင်းပေးမယ်။ဝိုင်းဖြည့်ရှင်းပေးမယ်။အဲ့ဒါပြီးရင်တော့တော့ပြီတိတိကျကျဖန်ကျွန်တော်ရဲ့ higher level အစီအစဉ်လုပ်တော့မယ်တိတိကျကျဖန်တိတိကျကျ အရေးယူရင်ထောင်ကြကုန်မယ်နော်ဒါကြောင့်မလို့ဘယ်လိုတော့မလုပ်ပါနဲ့တော့ဒါလည်းနော် line ကိစ္စလည်းမလုပ်ပါနဲ့တော့စေဝါရောင်းချသူတွေဘက်ကတော့အခုလိုအရေးယူတာတွေပြုတ်လို့ရင်ဈေးကွက်အတွင်းဈေးကြီးမြင့်တာတွေကုန်စင်းလုံးပြက်လက်တာတွေနဲ့ကြုံရနိုင်တာကြောင့်ပညာပေးကာလကိုအချိန်တိုင်းတာတစ်ခုထိဆက်လက်ထားရှိပြုနေစိုင်းငံပေးဖို့ကိုလည်းပြန်လည်တောင်းဆိုခဲ့ပါတယ် FD ကတော့စေဝါဈေးနှုန်းတွေမကြီးမြင့်အောင်မျှတတဲ့စေဝါဈေးနှုန်းကိုတတ်မှတ်ပေးဖို့စီစဉ်ပေးတော့မယ်လို့ပြောပါတယ် ဒါပြင် FDA တည်မှတ်မပြုရသေးတဲ့ဆေးတွေကိုလည်းတရားဝင်ဖြစ်လာအောင်စူးစမ်းပေးမယ်လို့လည်းပြောပါတယ်။တရားဝင်တင်သွင်းမှုရှိတဲ့အရေးပေါ်မှာဖြစ်မနေအသုံးပြုရတဲ့ဆေးတွေကိုတော့ကျန်းမာရေးဝန်ထမ်းဘက်ကတင်သွင်းပေးဖို့အတွက် FDA ကကျန်းမာရေးဝန်ထမ်းရဲ့တာဝန်ရှိသူတွေနဲ့ညှိနှိုင်းဆောင်ပေးတော့မယ်လို့ညွှန်ကြားမှုကပြောဆိုပါတယ်။ပုံရိပ်ဆေးရုံတွေဘက်ကတော့ FDA အနေနဲ့တရားဝင်တင်သွင်းတဲ့ဆေးတွေကို online ကနေထုတ်ပြန်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ Bayer Register Drug ကြီးလဲဆိုတာကျမတို့အနေနဲ့သိဖို့အခက်အခဲရှိနေပါတယ်။ဒါကြောင့်မလို့မြင်သာထင်သာရှိအောင် website တွေမှာ ဆရာတို့များပေါ့နော်အော်လောက်တော့ပြင်ပန်းမှုရှိရယ်ဆရာတို့များအငဲတင်ထားပေးမယ်ဆိုရင်အခု19400လို့ပြောပြီးမယ်ကျမတို့ဟိုမှာ register draft 2014-15လို့တင်တာ600ကျော်ကြီးပဲရှိပါတယ်အဲ့တော့အကုန်လုံးတင်ပေးပြီးတော့ဗောနော် ကျမတို့ register ဆုံးတဲ့ရက်ကလေးမှာတရား register ဘယ်တော့မှစပြီးတော့ဆုံးတာလေးတွေပါအဲ့လိုမျိုး transparent လေးတင်ထားပေးမယ်ဆိုရင်အားလုံး operation သမားတွေတရားကိုကြည့်ပြီးတော့ကျမတို့နည်းနည်းဟိုပို့ပြီးတော့ဗောနော် complain လုပ်လို့အဆင်ပြေမယ်လို့အကြံပြုချင်ပါတယ်ဆရာ စေမျိုးစားတစ်မျိုးတရားဝင်မှတ်ဖို့နဲ့ရရှိဖို့တဲ့ကြာမြင့်ကျင်ကတော့အနည်းဆုံး9လဝန်းကျင်ထိကြာမြင့်နိုင်တယ်လို့တရန်တိုးရင်တော့3လလောက်ထိကြာမြင့်နိုင်ပါတယ် FDA အနေနဲ့အခုကမှစေမျိုးပေါင်း1940လောက်ထိကိုတရားဝင်ကွန်ပျူတာပြည်ပြီဖြစ်ပါတယ် FDA ကမန္တလေးမြို့ကစေးဆိုင်ပေါင်း62ဆိုင်ကိုဝင်ရောက်စစ်ဆေးတဲ့အခါမှာဆိုင်ပေါင်း90ဟာတရားမဝင်စေးတွေကိုရောင်းချတာတွေသိရှိရသလိုရန်ကုန်မြို့ကပုံကက်စေးုံကြီးတွေနဲ့နံပါတ်ကြီးစေးဆိုင်တွေကို စစ်ဆေးတဲ့အခါမှာလည်းအများစုကတရားမဝင်ဆေးတွေကိုရောင်းချအသုံးပြုနေတာတွေတွေ့ရှိခဲ့ရတာဖြစ်ပါတယ်ကျွန်တော်စီတူစရာပါ